ရွှေညိုဣษาတယမိဒီစေဂိုင်းတော်ဂိုင်းမြတ်ကြီးပညာအားခံယူထားကြသောပညာညီကိုမောင်နှမများနဲ့တကွမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနတ်စီရေးသားပြုစုထားသောမောသေးရှင်ဝိဇ္ဇရိုတပိုင်းဂန္ဓာယီခရီအပိုင်း27ခွေယူကైကုတုံးဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာ အပိုင်း21ခွေယူကိုက်ကူတုံ ခွေယူအကိုက်ခံရသော သူငယ်လေးသည် အသက်10နှစ်ခန့်သာရှိသေး၏၎င်း၏အမည်သည်ဘူဘူဖြစ်၏၎င်းတို့တမိသားစုလုံးသည် အခြားဘာသာကိုးကွယ်ကြသူများဟုဆို၏ဘူဘူ၏ဖခင်သည် ကျွန်တော်မဝင်မရဖြင့်ကြည့်ကာကျွန်တော်တို့ကဘဲဘာသာဝင်တွေပါဆရာဆရာကုပေးလို့ရရဲ့လားဟု မေး၏ကျွန်ုပ်သည်၎င်း၏ဆိုလိုရင်းကိုတေးချာနားမလဲသဖြင့် ဒီကနောင်ကြီးကဘာကိုဆိုလိုတာလဲခမညာကျွန်တော်နားမရှင်းလို့ပါဟု မေးလိုက်ရာ၎င်းကအနေငယ်အာနာတော်ဟန်ဖြင့်ဒီလိုပါဆရာရင်ဆရာတို့ရွှင်ကျော်ပညာက အခြားဘာသာခံယူထားတဲ့လူတွေကိုရော ကုသပေးလားဆိုတာကိုမေးတာပါဗုဒ္ဓဘာသာမဟုတ်တဲ့အခြားဘာသာဝင်တွေကိုရောကုသပေးရင်ရော အစွမ်းထက်တာပဲလားဆိုတာသိကျင်တာပါ အားတော့နာပါရဲ့ဗျာဟုပြောလေ၏ထို့ကြောင့်ကျွန်ုပ်ကပယောဂဖြစ်နေတဲ့သူမွေစိတ်ကင်းစိတ် ခွေးယူစိတ်တက်နေတဲ့သူဘယ်သူပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ကျွန်တော်ကတော့ကုပေးတာပဲအချို့ဆရာတွေကဝေဒနာရှင်ကဘာသာကွဲဖြစ်နေရင်လေဖျားရှင်ခိုးခိုင်းနေအဘဆရာတွေကိုဥတိုက်ခိုင်းနေအဲ့ဒီလိုမလုပ်ရင် မကုပေးဘူးဆိုတာမျိုးလေကျွန်တော်ကြားဘူးတယ်ဝေဒနာရှင်ဟာဘယ်ဘာသာကိုကိုယ်ကိုယ်ကိုယ်ကိုကုပေးလိုက်လို့သူ့ဝေဒနာပျောက်သွားမယ်ဆိုရင်သူရောသူ့မိသားစုရော စိတ်မချမ်းသာဘူးလားသူတို့ကစိတ်ချမ်းသာအောင် ကဲတင်ပေးတဲ့အလုပ်ကိုအဘဆရာတော်ကြီးတွေကတာရုခေါ်တယ်ဗျအဲ့ဒီတော့ဘဲဘာသာဝင်ဖြစ်ဖြစ်ရွှေညောကိုယုံပါတယ်အားကိုးပါတယ်ကုပေးပါဆိုရင် ကျွန်တော်ကကုတယ်ဗျကျွန်တော်တို့ပညာရေးဆေးတော်ကလူမျိုးမရွေဘာသာမရွေနေရာမရွေအချိန်မရွေစွမ်းနဲ့ဆေးတော်ဟု ရှင်းပြရလေ၏ထို့အခါဘိုးဘိုးဤဖခင်ကရွှေညောပညာယူပြီးရင် ယူပြီးတဲ့သူတိုင်းဘယောကကုလို့ပျောက်လားဆရာကျွန်တော်မေးတာစိတ်မဆိုးပါနဲ့နော် ကျွန်တော်စာတိဘက်မှာတချို့ရွှေညောဆရာတွေကုတာမပြောက်ဘူးကြားလို့ဟုမေးလေ၎င်း၏နာမည်မှာ မောင်မောင်စိန်ဖြစ်ကြောင်းကိုလည်းတဆက်ထဲထည့်ပြော၏ရွှေညောပညာယူထားပြီးသူတိုင်းပယောဂကုရင် မပြောက်ဘူးကိုမောင်စိန်ပယောဂကုတာနီးကိုတိမှပျောက်ကင်းအောင်ပိုင်ပိုင်နိုင်နိုင်ကုနိုင်မယ်ခမည်းကိုဥပမာတစ်ခုပေးမယ်ဗျာခမည်းကိုကျုပ်ကတနတ်တလက်ပေးလိုက်မယ်ဗျာဟိုဟိုကလမ်းလျှောက်လာတဲ့ကလေးမလေးကိုကြည်တရောင်းတဲ့နဲ့မှန်အောင်ပြစ်ပါဆိုရင် ခမားပြစ်ပြနိုင်မလားဟုကျွန်ုပ်ကမေးလိုက်၏ထို့အခါမောင်မောင်စိန်ကမပြစ်နိုင်ပါဘူးဆရာဟုဖြေ၏ကျွန်ုပ်ကဘာလို့မပြစ်နိုင်ရတာလဲဟုထပ်မေးလိုက်ရာအဝေးကလူတယောက်ကိုကြည်တောင်တဲနဲ့မှန်အောင်ပြစ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာဆရာရဲ့တနက်ပြစ်တဲ့ယုံနဲ့တောင်မလွယ်ဘူးဒေဒီချာချာစနစ်တကျလေ့ကျင့်ထားမှရမှာဟုမောင်မောင်စိန်ကဖြေလေ၏၎င်း၏စကားဆုံးသောအခါကျွန်ုပ်သည်ကြေနက်စွာပြုံးလိုက်ပြီးနောက် ဒါပဲပေါ့ကိုမောင်စိန်ခမည်းလက်ထဲတနတ်ရှိပြီမဲ့လေမပြစ်တရင်အသုံးမပြုတ်တရင်လက်ထဲကတနတ်ဟာလေးခွာလောက်တောင်အသုံးမဝင်ဘူးမဟုတ်လားဒီလိုပဲဗျရွှေညောပညာယူထားပြီမဲ့ပြောကကုနီးမသိရင်တနတ်လက်ထဲရောက်ပြီးမပြစ်တတ်တဲ့သူလိုဖြစ်နေပါပဲတနတ်ဟာမသုံးတတ်သူအတွက်တုတ်လောက်ပဲအသုံးဝင်မှာပေါ့ဟုရှင်းပြလိုက်လေဤတို့ခေါမောင်မောင်စိန်ကမေးလက်ဆောင်နဲ့မေးဖရစေအောင်ဆရာ ဆရာပြောသလိုဆိုရင်ကုတော့မသိပဲနဲ့ရန်တန်းကုလို့ကြောက်သွားတာမျိုးရောမရှိဘူးလားဟုမေးပြန်၏ထို့ကြောင့်ကျွန်ုပ်ကရှိပါတယ်ကိုမောင်စိန်ပညာပေါ်မှာယုံကြည်စိတ်ရှိပြီးခရရဲကုတာရဲမယ်ဆိုရင်ကြောက်ပါတယ်ဒါပေမဲ့အချိန်ကုန်လူပင်မန်းတော့ဖြစ်တာပေါ့ဗျာတာမန်ပယောကဆိုရင်ပြဿနာမရှိပေမဲ့တကယ်အစွမ်းထက်ပြီးမာယာလှဲ့ွက်များတဲ့အဆွဲမျိုးတွေဆိုရင်ကုတုံးကုွက်ကျွမ်းကျင်မှဘိုင်းဘိုင်းနိုင်နိုင်ကုတာပေးလို့ရတော့မှာပေါ့ စောစောကပေးတဲ့ဥပမာအတိုင်းပြောရရင်တနတ်မကျွမ်းကျင်တဲ့သူဟာလက်ထဲကတနတ်နဲ့လူတယောက်ကိုကြည်တောင်သာသုံးပြီးကြည်အောင်မပစ်နိုင်ပေမဲ့မောင်းခလုတ်ကိုအာကုန်ဆွဲပြီးကြည်တကက်ထင်းရှိသမျှကြည်စံတွေနဲ့ကြည်ကျင်ထီးဆိုပြီးရန်တမ်းမှန်တမ်းပစ်လိုက်ရင်ကြည်ကျင်လဲထီမှာပေါ်မထီကျင်လဲမထီဘူးပေါ်ဒေးဒီချာချာစနစ်တကျလေးကျင်ထားတဲ့လူကြတော့ကြည်တောင်နဲ့ထီအောင်ဒိုင်းငနေပစ်ချနိုင်တာပေါ်ပြန်လှည့်ကြည့်စရာမလိုတော့ဘူး တတိုင်းတိုင်းပြစ်နေစရာလဲမလိုတော့ဘူးဟုရှင်းပြလိုက်ထိုအခါမောင်မောင်စိန်သည် ကျွန်ုပ်၏အဖြစ်ကို ကြည်နှက်သွားဟန်ဖြင့်ခေါင်းတဆက်ဆက်ညှိကအခုလိုရှင်းပြပေးတာကျေးဇူးပါဆရာဟု ဆိုလေ၏သို့သောကျွန်ုပ်ကခမားမေးထားတာကျွန်တော်ဖြေလို့မကုန်သေးဘူးခမားမွေးရဇာတိမှာ အချို့ရွှေညောဆရာတွေပယောဂကုတာမပြောက်ဘူးဆိုတာပြောအောင်မယ်အဲ့ဒီဆရာတွေကဈေးတော်အစ်စ်နဲ့ပညာယူထားတဲ့သူတွေရော ဟုတ်ရဲ့လား ဈေးတော်အတုနဲ့ယူထားမိတာမျိုးလဲပျောက်ကင်းအောင်ကုသပေးနိုင်မှာမဟုတ်ဘူးဈေးတော်အစ်စ်နဲ့ပညာယူထားပေမဲ့လဲကုတုံးကုွက်မကျွမ်းကျင်ကြလို့ပြက်အောင်မကုတဲ့ရင်မပျောက်ဘူးအဲ့ဒီတော့ခမည်းပြောတာဖြစ်နိုင်ပါတယ်တလက်စားတယ်ပြောလိုက်အောင်မယ်ဈေးတော်အစ်စ်နဲ့ပညာရထားပြီးကုတုံးကုွက်ကျွမ်းကျင်မဲ့ဆိုရင်လေရွှင်ကျော်ဆိုတာတာမန်ဆုံးကဝေမဆိုထားနဲ့စัจ java လာမြောက်ကျွန်းက အောက်လန်းလာပြူစားရင်တောင်အဲ့ဒီအစွဲကိုပြောင်းကုနိုင်တယ်ဟု ခြေလျားစွာ ရှင်းပြလိုက်လေ၏။တို့တော့ကျွန်ုပ်သည် ခွေးရိုးကြိုက်ခံရသောဘိုးဘိုးလေးအားခွေးရိုးစိတ်များချပေးရန်စတင်ရလေ၏။ဘိုးဘိုး၏ခြေတလုံးအနောက်ဘက်ခြမ်းအားကြိုက်ခဲ့ခြင်းဖြစ်၏။ဘိုးဘိုး၏အသက်နှင့်ခန္ဓာကိုယ်အား၎င်း၏မိဘများကကျွန်ုပ်ထံအနှံစေပြီးနောက်ရေတန့်တန့်တစ်ခွက်အားလက်ညှိုးဖြင့်မှွေကာအမိန့်တော်ပြန်၏။ထိုရေဖြင့်ဘိုးဘိုး၏ငယ်ရေအားလက်ဖြင့်ပုတ်ကာအပထုတ်၏။မွေသောမဟုတ်ခွေယူအကြိုက်ခံရသော လူလာသည် လန့်ခြင်းနာကျင်ခြင်းတို့ကြောင့်တခါတရံအပဝင်သွားတတ်၏ထို့ကြောင့်အစိတ်မချမီဥစွာအပထုတ်ခြင်းကိုပြုရလေ၏ထို့နောက်ကျွန်ုပ်သည်တစ္ဆာစုကအဘဆရာတော်ကြီးများထံမှဖွေးယူစိတ်ကြစေသော ရေစင်အားတောင်းခံ၏ထို့သောတောင်းခံသည့်အခါရေစင်ကိုလက်ညှိုးဖြင့်ခန္ဓာနာမှွေနောက်ကတောင်းခံရ၏ထိုရေစင်အားဖွေးယူကြိုက်ခံရသောဘူဘူအားတောက်စီ၏ထို့နောက်၎င်းတို့မိသားစုအသုံးပြုသော ရေတိုင်ကြီးတွင်ရှိရေများအားတနှုတ်မှသစ္စာဆိုကလက်ညှိုးဖြင့်အချင်းနှဲငယ်ကြာသည့်တိုင် ခန္ဓာနာမွေ၍အမိန့်တော်ပြန်ပေးရ၏ထိုရေဖြင့်ဘူဘူကိုချိုးစေ၏ရေကိုကောင်းမှလောင်းချကာချိုးစေခြင်းဖြစ်၏ခွေးရိုကြိုက်ခံရသောနေရာအားထိုရေဖြင့်ပင်တတ်ချပေ၏ပုတ်ပေ၏စုံနေပေ၏တို့ဖြင့်ဘူဘူလေးအားခွေးယူစိတ်ချပေခဲ့၏ကျွန်ုပ်သည်ဥတောင်းတိုင်းနှင့်ပြောစရာစကားများစွာရှိနေသည်ဖြစ်ရာ ၎င်းတို့အားနှုတ်ဆက်ကပြန်ခဲ့၏လမ်းတွင်ကျွန်ုပ်၏တပည့်စိန်မှုမောင်က အခုကြိုက်လိုက်တဲ့ခွေးယူကဘာမျိုးစားလဲဆရာဟုမေး၏ကျွန်ုပ်သည်၎င်း၏မျက်နှာအားလှမ်းကြည့်လိုက်ပြီးတောရွာတွေမှာရှိနေမှတော့ငါတို့တွေ့နေကြဗမာခွေးအမျိုးစားပဲဖြစ်မှာပေါ့ဟာမင်းကဘာလို့မေးရတာတုံးအဲ့ဒီခွေးဝဲစားကိုစားတော့ဆိုင်ခေါ်ပြီးထမင်းဖိတ်ကျွေးမလို့လားဟုငော့တော်တော်ပြောလိုက်လေ၏ထို့အခါစိန်မှုမောင်ကဒီလိုပါဆရာရဲ့ ဗမာခွေးမဟုတ်ပဲနိုင်ငံခြားကလာတဲ့အဲဇီရှင်းတို့ဒိုဘာမင်တို့ဆိုရင်ရောဒီနေ့အတိုင်းကုရမှာလားဟုမေးလေ၏ထို့ကြောင့်ကျွန်ုပ်ကခေကောင်ခွေးယူကရင်ဘယ်ခွေးမျိုးစားပဲကြိုက်ကြိုက်ဒီအတိုင်းကုရတာပဲငါလာပြီးနောက်တောက်တောက်လုံမနေနဲ့ဟုဟန့်ရလေ၏စိန်မှုမောင်ကမူတဟဲဟဲရေနေလေ၏ထို့နောက်ကျွန်ုပ်အားတကယ်လို့ခွေးယူကြိုက်ခံရတဲ့လူနာကအစိတ်တက်ပြီးသူကိုယ်တိုင်ခွေးယူပြန်တဲ့အဆင့်ရောက်နေရင်ကော ုလို့ရသလားဆရာဟု စိန်မှုမောင်ကမေး၏ကျွန်ုပ်သည်၎င်း၏မျက်နှာအားအကဲခတ်ကြည့်ရာအမှန်တကယ်ပင်သိလို၍လေးလေးနက်နက်မေးနေခြင်းဖြစ်ကြောင်းရိတ်ဆားမိသဖြင့်လူနာကိုယ်တိုင်ခွေယူပြန်နေပြီဆိုရင်တော့ကုသတဲ့အခါကိုကိုအကိုက်မခံရအောင်တတိထားကွာအကိုက်ခံရရင် ကိုကိုကိုပြန်ကုနေရအောင်မယ်ခက်လန်းလန်းကနေပြီးလူနာကိုရေစင်နဲ့လောင်းလောင်းပေးရတယ်အဲ့ဒီလို လောင်းပေးရင်ငြိမ်ကြလာလိမ့်မယ် ငိမ့်လာပြီဆိုရင် လူနာအနာသွားပြီးလူနာရဲ့ကြောကိုရေစင်းနဲ့ပုတ်ပေးရတယ်။ပုတ်ပေးတဲ့အခါအဘဆရာတော်ကြီးများအာနာနဲ့ပုတ်ပေးရတယ်။ပြီးရင်သစ္စာဆိုအဋိဋ္ဌံပြီးလူနာကိုရေစင်းတိုက်ရတယ်။ဒါဆိုပျောက်ရောဘောကွာဟု ရှင်းပြလိုက်ရာစိန်မှုမောင်သည်ကြည်နှက်သွားလေ၏။ဥတောင်းတိုက်ကျွညိုကြီးအိမ်သို့ပြန်ရောက်သည့်အခါဥတောင်းတိုက်သည်အိယာမနိုးကကော်ဖီတောက်နေပြီဖြစ်၏။ကျွန်ုပ်ကအန်ကဲနိုးနေတာကြားပြီလားဟု နှုတ်ဆက်လိုက်ဦးတောင်းတိုက်သည်ကျွန်တော်လှဲ့မကြည့်ပဲနိုးနေတယ်ဆိုတာအဲ့ရကထတာကိုပြောတာဆိုရင်တော့မနက်6နာရီလောက်ကတည်းကနိုးနေပြီလို့ပြောရမှာပဲဟု ကော်ဖီတောက်လျက်ပြန်ပြော၏ထို့ကြောင့်ကျွန်ုပ်ကစောစောကအန်ကယ်အိတ်နေတာမဟုတ်ဘူးလားကျွန်တော်ကအန်ကယ်တော့မျက်နှာကိုသတင်းစာနဲ့ဖုံးပြီးအိတ်ပြော်သွားပြီးအောင်းမိနေတာဟုပြောလိုက်ရဦးတောင်းလိုက်သည်မျက်မှောင်ကျုပ်လျက်ကြည့်လိုက်ပြီးနောက်ကျုပ်အိမ်မှာကျုပ်အိတ်ချင်မှာတော့အခန်းထဲသွားပြီး အိတ်ရပေါ်မှာစိမ့်နေအိတ်မှာပေါ်မောင်ရင်ရဲ့မျက်နှာကိုသတင်းစာနဲ့ကွဲထားတယ်ဆိုတာကမောင်ရင်တို့လုံနေတဲ့အာမညာအလုပ်တွေကိုမကြည့်ကျင်လို့ကျုပ်မျက်စီကိုတမင်ကွဲထားတာဟုပြောလေ၏ကျွန်ုပ်သည်ခွေရူကိုက်ခံရသူအားဇေဒနာမြစ်တာဖြင့်ကုသပေးသည့်အလုပ်အားအာမညာအလုပ်ဟုအပြောခံရသဖြင့်အနှဲငယ်ခံပြင်းမိသွား၏ထို့ကြောင့်အစိတ်ကုပေးတယ်ပယောဂကုပေးတယ်ဆိုတာသူများဒုက္ခကိုကုညီကုသပေးတဲ့အလုပ်ပါအံကရဲ့ ဒါလောက်ကုသိုလ်ရတဲ့အလုတ်ကဘယ်လိုလုပ်ပြီးတာမညအလုတ်ဖြစ်ရမှာတုံးဟုပြန်မေးလိုက်ရာဦးတောင်းတိုင်ကြီးသည်တောက်လက်ဆာကော်ပီအာဂုံဒီအထိတရိုက်ကြိုက်မောချလိုက်ပြီးနောက်မောင်းရင်ပုံစံကြည့်လိုက်တော့လဲမလိုလိုနဲ့ထူလအားလှပိန်လာကြီးလားဒါလောက်လေးတောင်းပားနမှုမရှိဘဲဝိဇာဂိုင်းဝင်ထားတာအံ့ပါရဲ့ဟုကဲ့ရဲ့လေဤဦးတောင်းတိုင်သည် secret တလေးအားထုတ်ယူပြီးနောက်မင်းကြီးကတောက်နေလေဤထို့နောက် ဝိဇ္ဇာတွေထောင်ထားတဲ့အထက်လန်ကိုင်းတော်တော်များများမှာအကြမ်းမြင်အဖြစ်လမ်းစဉ်နှမျိုးရှိတယ်ကွာအဓိကနဲ့တာမင်ညဆိုပြီးခွဲထားတယ်အင်္ဂလိပ်လိုပြောရရင်မေဂျာနဲ့မိုင်နာပေါ့ကွာဘယ်ကိုင်းကမှငါတို့ကိုင်းမှာဒီလမ်းစဉ်နှမျိုးခွဲထားပါတယ်လို့မပြောဘူးကွာဂိုင်းဝင်ထားတဲ့သူကမြင်အောင်ကြည့်တယ်ရတယ်သိအောင်အားထုတ်ရတယ်ဟုပြောလေ၏ကျွန်ုပ်သည်၎င်းဘာဆက်ပြောမိကိုသိလို့သောကြောင့်ဟုတ်ပြောပါအောင်အန်ကေ ကျွန်တော်စိတ်ဝင်စားပါတယ်ဟုထောက်ပေးလိုက်ဥပမာမောင်ရင်ဝင် ထားတဲ့ဂိုင်းကိုကြည့်အောင်စေးထိုးစေးပေါက်လှုပ်ပေးတယ်သစ္စာ၃ချက်စုခိုင်းတယ်စမတိုက်တယ်ယူတဲ့သူကလည်းပယောဂါလေးကုကြည့်လိုက်ကြောက်သွားတော့ကိုကိုကိုကျေနပ်လိုက်အစိတ်လေးကုပေးလိုက်ကြောက်သွားတော့ကျေနပ်လိုက်နဲ့ပီတိတဝေဝေဖြစ်နေကြတာတစ်ဖက်လက်နဲ့တီလာထိန်လိုက်တာသူတော်မေရယာနဲ့ကာမေတုမိစ္ဆာဆိုတဲ့ကံနှစ်ပါးလုံးအောင် ထိန်လိုက်တာ အဲ့ဒီလိုထိမ့်ဖြစ်အောင်ပယောဂကုနိုင်ခြင်းအစိတ်ဟုသမျှကုနိုင်ခြင်းဆိုတဲ့အစွမ်းလေးနဲ့မလုံပေးထားတဲ့စာချက်ပြင်းတဲ့ကလေးကိုမုံကြွေးပြီးစာချက်ခိုင်းတာပေါ့ကွာဒါပေမဲ့အဲ့ဓာတွေကတာမင်ညတွေကွာမိုင်းနာတွေပါဓာတွေလုံယုံတတ်တဲ့နဲ့ဖတ်ရမပေါ့ဘူးကွာအပေတကားမဖိတ်ဘူးကွာမိုင်းနာကိုမိုင်းနာလို့သဘောပေါက်ဖို့အရေးကြီးတယ်ဟုစိတ်မနှံ့ရှာတော်ဦးတောင်းတိုက်ကြီးကရှင်းပြလေ၏ကျွန်ုပ်သည် ၎င်း၏ပြောဆိုချက်အချို့အားပြန်လည်ခြေပလို့တော်လဲစိတ်မနှံ့သူတဦးနှင့်အခြေတင်ဖြစ်ခြင်းဖြင့်အကျိုးမရှိရဟုတွေးမိသည့်အလျောက်ခတ်မစိတ်ပင်ငြိမ်နေလိုက်ရ၏ကျွန်ုပ်၏စိတ်အတွင်း၌မူခမားဘာပြောပြောမိစ္ဆာအောင်လံပြူစားထားတာကိုကုပေးတာကုတို့ရတယ်အဘဆရာတော်တွေတာဓုခေါ်တယ်မိုင်းနာဖြစ်ဖြစ်အာမညဖြစ်ဖြစ်ကုတယ်ဗျာကုမယ်ဗျာကိုနဲ့မဆိုင်ပဲအတော်အားချောင်တဲ့လူကြီးဟုပြောနေမိ၏စိတ်ထဲ၌ပြောနေခြင်းဖြစ်၏ ထိုအခါဦးတောင်းတိုက်ကမောင်ရင်ပြောသလိုကုသူတော့ရတာပေါ့ဝိဇာကြီးတွေကလည်းအော်ငါတပိတော်ရှာတယ်ကောင်းလေစွာဆိုပြီးတာရုခေါ်มาပေါ့ဒါပေမဲ့ဒီလောက်နေတော့ဖက်ရမပေါက်ဘူးနော်အပေတကောင်းမပိတ်ဘူးနော်ဗရီလီကိုးဘက်လောက်စိတ်ဟိုနာဒီနာသွားပြီးအဋိဌံဝင်ပယောခါလေးကုယုံလောက်နေဝိဇာဖြစ်မယ်ဆိုရင်ဖက်ရပေါက်စခန်းမှာဝိဇာတွေများလုံးလို့မြို့သစ်ထက်တီးရလိမ့်မယ်ဟုပြောလိုက်ရကျွန်ုပ်ဒီညလုံးပြူးသွားလေဤ ဦးတောင်းတိုက်သည်ပထမအကျဉ်းစကားပြောစဉ်ကလည်းကလေးငယ်တူခွေးရုပ်ကြိုက်ခံရမည်ကျွန်ုပ်တော်၏ကုသပေးမည်ကိုကြိုတင်ပြောပြခဲ့၏ယခုအကျဉ်း၌လည်းကျွန်ုပ်စိတ်မှပြောလိုက်သည့်စကားများကို သိနေသည့်အလားဖြစ်နေပြန်၏ထို့ကြောင့်ဧကန္နဒီလူကြီးကတော့စေတောပရိယညံဆိုတဲ့သူတစ်ပါးစိတ်အကျဉ်းစီကို သိနိုင်တဲ့အဆင့်ရောက်နေပြီထင်တယ်ဟု တွေးမိလေ၏သို့တော်ဦးတောင်းတိုက်မှာစိတ်မနှံ့သူတို့ဖြစ်နေလျာတိုက်ဆိုင်သွားခြင်းသာဖြစ်မည်ဟု တွေးမိပြန်၏ထို့သောတွေးနေသည့်အခိုက်မှာပင်တိတ်လဲအထင်မကြီးပါနဲ့မောင်ရင်ရေစီတော်ပရိယညံလဲမဟုတ်ဘူးတိုက်ဆိုင်တာလဲမဟုတ်ဘူးအကြောင်းနဲ့အကျိုးကိုပေါင်းဆက်စဉ်းစားခြင်းတစ်မျိုးပါပဲဒီ imaginate cause and effect လို့ဆိုရမလားပဲဟုဥတောင်းတိုက်မှပြောလိုက်ရာကျွန်ုပ်ဒီမိတို့မြပြန်မပြောနိုင်အောင်ပါဇက်အဟောင်းသာဖြစ်သွားရတော်၏ကျွန်ုပ်ဒီလွန်စွာထူးဆန်းသောဥတောင်းတိုက်၏စကားများကိုနားထောင်ရင်နားထောင်ရင်ဖြင့်၎င်းအားတစိမ့်စိမ့် ်ကြောက်မိလာ၏ကျွန်ုပ်အနေဖြင့်၎င်းနှင့်ပတ်သက်၍တခုခုတွေးမိလိုက်မှာကိုပင်စိုးရင်တကယ်သို့ဖြစ်လာရလေ၏ထို့သောစိုးရင်နေသည့်ကြားမှာပင်တော်တော်တော့ထူးတယ်လူကြီးယူးနေလို့သာတော်တော်တယ်ဟု တွေးလိုက်မိပြန်၏ထို့အခါဦးတောင်းတိုက်ကြီးကမကြောက်ပါနဲ့မောင်းရင်အံ့လဲမအံ့ဩပါနဲ့တခါတလေကြတော့အယူးကတမူးသားတဲ့ကွာဟုယောဂါတဟဲဟဲရေနေလီတော်၏ဒါကတော့ဆရာနတ်စေးရေးသားပြုစုထားသော မောသေးရှင်ဝိဇ္ဇရုတပိုင်းဂန္ဓာယီခီအပိုင်း21ခွေယူကైကုရုံးဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ခမညာ